နမောတတဘဂဝတော်အရဟတော်ဓမ္မံတံဘုဒ္ဓတာအရဏနှစ်2569ခုနှစ်မြန်မာတပ်ပြည်1389ခုနှစ်ဝါဆိုလာဝါကောင်လအတွက်ခေါ်စရန်ခရစ်နှစ်2025ခုနှစ်ဇူလိုင်လတလစာခုနှစ်လပိုင်းအတွက်တလစာချောင်းရံဆောင်ရံအတွက်ခေါ်စရန်ကြီးကိုဆရာကခေါ်ကြားပြီးမှဖြစ်ပါလေခင်ဗျာဒီလအတွင်း9ရက်9လ2025ဘုတ်တဖူးနေ့ဟာဝါဆိုလာပြင်းနေဖြစ်ပါတယ် 24ရက်9လ2025ဂျာဇာပရီနီဟာဝါဇူလကွယ်ရက်ဖြစ်ပါတယ်9ရက်9လ2025ဗုဒ္ဓဟူးနေ့ဟာဝါဇူလပြည့်နေ့ဖြစ်ပြီးတော့ရက်ရစာနေ့လည်းဖြစ်ပါတယ်24ရက်9လ2025ဂျာဇာပရီနီဟာဝါဇူလကွယ်ရက်လည်းဖြစ်ပါတယ်ဒီလအတွင်းမှာနဂါကောင်းဟာမြောက်ရက်သို့လှည့်ပါတယ်ဤလအတွင်းနဂါကောင်းဟာမြောက်ရက်သို့လှည့်ပါတယ်ထို့တူဝမ်းကအရှိရက်ကြောကအနောက်ရက်အမီကတောင်ရက်သို့အတိအကျတည်ရှိနေကြပါတယ် ဒါကြောင့်ဆရာမိတ်ဆွေများနတ်နဲ့နဂါမလှည့်စားနေဆိုတဲ့အတိုင်းပဲရှီးထုံလဲမပေကောင်းချောင်းဈေးထုံလဲမပေကောင်းချောင်းနဲ့နဂါကောင်းနဲ့ပတ်သက်ပြီးတော့အရမျက်နှာပြောင်းရွှေ့ခီးသွားလာတဲ့အခါမှာတင်ချားပြီးတော့ဒါလေးတွေကိုတော့ပြုတ်မှုပြီးတော့ဆင်ကျင်ပြီးတော့တေချာလေးနဂါကောင်းလေးတဲ့သွားဖို့လိုအပ်ကြောင်းဆရာကရှီးထုံလဲမပေကောင်းချောင်းထပ်လောင်းပြောကြားလိုက်ပါရစေခင်ဗျာဤလအတွင်းနဂါကောင်းဟာမရောက်ရက်သူလှဲ့ပါတယ်ထို့တူဝမ်းကအရှိရန်ကြောကအနောက်ရန်အမိကတောင်ရက်သူအတိအပြီးရှိနေကြပါလေခင်ဗျာဒီခုနလာပိုင်းတွင်မှာကျမကြီး ဓမ္မအိုင်းနဲ့ပတ်သက်လာတဲ့အခါဒီခုနှစ်လပိုင်းပြင်မှာဒုက္ခအဆင်းမြင့်နဲ့ပတ်သက်တာတွေညောင်းညာကြိုက်ခဲခြင်းမျိုးတွေအဖြစ်များတတ်တပါတယ်ခင်ဗျာနော်ဒါအပြင်ယာတိအပူပြောင်းကာလများကြောင့်လူအများစုနဲ့ပတ်သက်လာတဲ့အခါပထဝီဓာတ်အားနည်းသောကာလဖြစ်တဲ့အတွက်ဒူးတို့အစင်မြစ်တို့ခါတို့အဆရှိတာတွေနဲ့ပတ်သက်ပြီးတော့ကျမ်းမာကြီးညံ့တာမျိုးအနှဲငယ်လေးချူကြတာမျိုးတတိပြုစင်ပြင်ပြီးတော့အဲငကူကအရှိကံကျမ်းမာကြီးညံ့တာမျိုးပုခံအားနေသောမိတ်ဆွေများအဖို့ကတော့အသက်ကြီးသော အတန်နဲ့နဲ့ကြီးသောမိတ်ဆွေမိဘများနဲ့အတန်ငယ်ရွယ်သောကလေးငယ်များမှာရာသီပူပြောင်းကာလလေးဒီမှာပုံမှုတတိထားတင်သောကာလဖြစ်တယ်။ဒါကြောင့်ရေရာအနေနဲ့ဆိုရင်ဆရာမိတ်ဆွေများအနေနဲ့အထောက်အပံ့ကုသိုလ်ရရှိစေရန်အတွက်ဆိုရင်ဆရာတို့အဲ့ဒီလိုကျမ်းမာရေးရှုချာညံ့တဲ့အခါမှာပထဝီတအားနည်းမှုကိုပြည့်ပြောက်စေရန်အတွက်တောင်ဝေးတစ်ချောင်းလှူတာမျိုးဖြစ်စီညောင်ထောက်ရှင်းကုသိုလ်များကိုပြုလုပ်ရင်မိတ်ဆွေတို့ရဲ့ကျမ်းမာရေးကံဟာကောင်းမွန်လာမှာအသေးစားပဲဖြစ်ပါလိမ့်ခင်ဗျာ။ဒီလအတွင်းမှာ အထည်လေးလုပ်ငန်းတွေစက်ပစ္စည်းလုပ်ငန်းတွေစံစီစေးစားနဲ့ပတ်သက်တော့အရာတွေစားတောက်ကုန်လုပ်ငန်းတွေကွန်ပျူတာကကြောက်တဲ့ခြံထွက်ကုန်လုပ်ငန်းတွေကုတန်းရောင်းဝယ်ဆိုင်ရာလုပ်ငန်းတွေအကျိုးပေးပြီးတော့ကန်ကောင်းစေတဲ့အတွက်ဒီလုပ်ငန်းများမှာတိုးချဲ့လှုပ်ဆောင်ရင်ပုံမအတာကောင်းမွန်တော့လာဖြစ်ပါတယ်။ရွှေဈေးများအဝယ်များပြီးတော့ဈေးနှုန်းများအကျဘက်ကိုအနှဲငယ်ကူပြောင်းတတ်တော့လဲမငြိမ်မသက်ဖြစ်တတ်တော့လာဖြစ်တဲ့အတွက်တော့မိတ်ဆွေတို့အနေနဲ့ရွှေဈေးနဲ့ပတ်သက်လာတဲ့အခါအနှဲငယ်တော့အကျဘက်သို့ရောက်နိုင်ပါတယ်ခင်ဗျာ။ အနုပညာဆိုင်ရာလုပ်ငန်းများအလှပရေးရာဆိုင်ရာလုပ်ငန်းများဖက်ရှင်ဖန်တီးမှုဆိုင်ရာလုပ်ငန်းများဒီဇိုင်နာအဆရှိသောလုပ်ငန်းများ creation ပေါ့နော်ဟိုဖန်တီးနိုင်စွမ်းရှိတဲ့လုပ်ငန်းတွေမှာတော့ပုံမှုပြီးတော့အားသာကောင်းမှုပြီးတော့တိုးတက်နိုင်သောလှဖြစ်ပါတယ် ပညာရေးပညာရေးနဲ့ပတ်သက်လာရင်တော့အနှဲငယ်ရုံးကန်ရတတ်တော့လာဖြစ်သဖြင့်ဘာသာစကားသင်တန်းနဲ့ပတ်သက်တော့အရာများမိမိတို့အနေနဲ့သင်ယူလေ့လာခြင်းတက်မိမိတက်မြောက်ပြီးတော့အရာကိုဘယ်လိုကောင်းမွန်အောင်အသုံးချမလဲဆိုပြီးရှေ့တိုးဆောင်ရလှုပ်ဆောင်ရင်ကန္တရရဲ့အားသာခြင်းတွေပုံမူရရှိတတ်တဲ့အတွက်မိတ်ဆွေပညာရေးနဲ့ပတ်သက်ရင်တက်မြောက်ပြီးတာကိုလည်းလက်တွေ့ကြကြအကောင့်ထဲပေါ်ရန်လိုအပ်ပါတယ်ခင်ဗျာလူငယ်တွေလူငယ်တွေရှေ့ရင်နဲ့ပတ်သက်လာရင်တော့စုပ်ကောလက်ကောဝင်တတ်သော ကာလကြောင့်ရှစ်တူလဲရအိမ်ထောင်လဲကြဖြစ်ရတတ်ပါတယ်အဲ ဖြစ်သူလဲရအိမ်အောင်လဲကြကံကောင်းတာလားကံဆိုးတာလားဆိုတော့မသိဘူးပေါ့နော်အိမ်အောင်ပြို့ဖို့အတွက်ဆိုလို့ရှိရင်တော့ဆရာငင်နာမင်္ဂလာရက်လာပြီးလို့ရတယ်ဆရာနော်ဟုတ်ပြီလူငယ်တွေအချင်းကြီးမှဆိုရင်တော့ချစ်သူလဲရအိမ်အောင်လဲကြစုပ်ကောလက်ကောတပါးတဲ့တွဲဝင်တတ်တဲ့အတွက်ကြောင့်မလို့မိတ်ဆွေလူငယ်များအနေနဲ့တော့အဲအိမ်အောင်ကြခြင်းနဲ့မိတ်ဆွေများကိုတော့ဒီကာလမှာချစ်လို့ဆောင်ရက်ပြီးတော့အဲမျက်နှာပွင့်လန်းတတ်ဖြစ်တတ်ပြီးတော့အိမ်အောင်မကြခြင်းနဲ့လူငယ်များကိုကတော့သတိပြုစင်ကြရတော့အနည်းငယ်လေးလိုအပ်တာပေါ့ ိမ်နောင်ဟင်းမှာဆိုရင်တော့တဦးနဲ့တဦးတယောက်နဲ့တယောက်နားလည်မှုအနေနဲ့လွဲရတာမျိုးလေးတွေအထူးသဖြင့်ဂျားလူတဦးတယောက်ကိုအကြောင်းပြပြီးတော့ အိမ်တော်ကြီးမှာတုံးနဲ့တူတယောက်နဲ့တယောက်အဆင်မပြေမှုများစွာဖြစ်ရတတ်တဲ့အတွက်မိမိတို့အိမ်နွေးရေးကိစ္စမိသားစုရေးကိစ္စတွေမှာကြားလူကြောက်ဆွေမျိုးသားချင်းနဲ့ပတ်သက်တာမျိုးတုံးတယောက်ကြောက်ပြဿနာစကားလေးကြုံရတတ်တဲ့အတွက်ကြောင့်မလို့မိမိတို့အနေနဲ့မိမိမိသားစုဝင်ရလို့အခြားတစ်ပါးသူအပေါ်မှာစကားပြောဆိုတဲ့အခါတိုင်မြင်တဲ့အခါမှာတတိထားစင်ရင်ပြီးဖို့လိုအပ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေခင်ဗျာဒါကြောင့်အရေးကြီးသောကိစ္စတွေဆုံးဖြတ်ချက်တွေကိုဒီရက်လအတွင်းမှာတော့အိမ်တော်ကြီးနဲ့ပတ်သက်ရင်ချမှတ်ရန်အတွက်တော့အားနည်းသောလဖြစ်ပါလေခင်ဗျာ ဒီလအတွင်းမှာ9လပိုင်းတွင်မှာအကျိုးပေးသောကဏ္ဍအနေနဲ့ဆိုရင်တော့3ကဏ္ဍ4ကဏ္ဍ2ကဏ္ဍဟာအကျိုးပေးကံကောင်းစီပါပဲလေအကျိုးပေးသောအရာအနေနဲ့ဆိုရင်တော့အနီရောင်မိုးပြရောင်အဖြူရောင်တွေဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမွန်စေပြီးတော့ဒီလအတွင်းမှာတနင်္လာသာသမီစနေသာသမီတို့မဟုတ်တနင်္လာရက်စနေရက်တွေမှာအဲမိတ်ဆွေတို့အနေနဲ့အရေးကြီးသောကိစ္စတွေကိုပြုမှုဆောင်ရွက်ရင်ကံတရားရဲ့အထောက်ပံ့တွေကိုရရှိစေမှာအတေကြပဲဖြစ်ပါလေခင်ဗျဒီခုနလပိုင်းတွင်မှာအဆောင်ပြုလုပ်လို့သောမိတ်ဆွေများအနေနဲ့ကျွန်းတတ်တဲ့ အဆောင်ပြုတ်လောက်တာမျိုးတွေကျွန်းနှံ့တဲ့နေတူနန်တူကျွန်းနှံ့တဲ့အဲတဘာတဲ့ဆရာပြောလိုက်ခြင်းတဲ့ဆရာငယ်နှမကျွန်းနှံ့တန်လေးရနဲ့အဆောင်တွေကိုလက်ွက်တွေကိုရရှိနိုင်ပါပြီเนาะဒါပေမဲ့ဒီလကတမတော့ကျွန်းနှံ့တဲ့ပတ်သက်ပြီးတော့ဘာကိုဆောင်ဆောင်မိတ်ဆွေတို့အနေနဲ့ကန်တရရဲ့တုတ်တက်မှုတွေရရှိပြီးတော့အဲငွေကြေးကိစ္စပြောဆိုမှုကိစ္စတွေမှာချိတို့ဆောင်ရအောင်မြင်ခြင်းတုတ်တက်ခြင်းတွေဂျင်းတွေပေါ့ရရှိမှာအတေချာပဲဖြစ်တယ်ခင်ဗျအတိတ်အနေနဲ့ဆိုရင်တော့ ဆရာမိတ်ဆွေများနဆက်လေးပဋ္ဌာန်းကိုမိမိရဲ့မွေးရက်ကမွေးနေ့ကစလို့ကိုဟာဗုဒ္ဓပုဆိုဗုဒ္ဓပုအင်္ဂါဆိုအင်္ဂါနေ့ကစလို့ခုနှစ်ရက်တိတိအဋိဋ္ဌံဝင်လာရင်မိတ်ဆွေတို့ရဲ့ခက်ခဲမှုတွေအားလုံးပြပြောက်ပြီးတော့ကြီးမားသောလူရင်းဆန္ဒတွေအားလုံးပြေဝသွားစီမှာအတိအကျပဲဖြစ်ပါတယ်ခင်ဗျာဤနာအတွင်းမှာအိမ်ဆောက်ပဏ္ဍယရည်သွင်းသူလို့သူများအတွက်ဆရာကအခါဘူးမင်္ဂလာခါတွေကိုပြောပြပေးခြင်းပါတယ်ခင်ဗျာဒီနှစ် ဒီ2025ခုနှစ်လပိုင်းပြင်မှာအင်္ဂလိပ်လိုပဲဆရာကပြောပါမယ်ဆရာရဲ့မိတ်ဆွေများအိမ်ဆောက်ပနက်ရရေရင်းတူလို့တော့ဆရာမိတ်ဆွေများအနေနဲ့အင်္ဂလိပ်လိုဇူလိုင်9ရက်20ရက်25ရက်နေ့ဒီမှာပြုလုပ်လို့ကောင်းပါတယ်ခင်ဗျအိမ်ဆောက်ပနက်ရရေရင်းတူလို့သူများအနေနဲ့ဇူလိုင်9ရက်20ရက်25ရက်နေ့ဒီမှာကံကောင်းစီပါတယ်ခင်ဗျရှင်ပြုရဟန်းခံအိမ်ဓာတ်မင်္ဂလာပြုလုပ်လို့သူများ 9ရက်18ရက်20ရက်ပြန်ပြောပြပါမယ်ရှင်ပြုရဟန်းခန့်အိမ်တက်မင်္ဂလာခါပြုလို့လို့ဆရာမိတ်ဆွေများခုနလပိုင်း9ရက်18ရက်20ရက်နေ့တွေမှာပြုလို့ဆောင်ရလို့ကောင်းပါတယ်ခင်ဗျာလူငယ်တွေအိမ်တော်ပြုစစ်ဆက်လက်ထမင်္ဂလာပြုလို့လို့ဆရာမိတ်ဆွေများအနေနဲ့ကတော့ဇူလိုင်လ9ရက်16ရက်နေ့တွေမှာရှေ့တူဆောင်ရလို့ဆောင်ရင်ကံကောင်းစီပါတယ်အင်အောင်ပြုစစ်ဆက်လက်ထမင်္ဂလာပြုလုပ်လို့သူများဒီလအတွင်းမှာ9ရက်16ရက်နေ့ဒီမှာပြုလုပ်ဆောင်ရရင်ကောင်းမွန်စေပါတယ်ခင်ဗျာ မိမိတို့ရဲ့အရေးကြီးသောကိစ္စအများကိုပြုမှုဆောင်ရွက်တဲ့အခါမိမိတို့ရဲ့လုပ်ငန်းကိစ္စအရေးကြီးသောကိစ္စအဝဝကိုပြုမှုဆောင်ရွက်တဲ့အခါကြလို့ရှိရင်ဆရာမိတ်ဆွေများဒီ9လပိုင်းတွေမှာဆို17ရက်22ရက်နေ့တွေမှာကံကောင်းအသာဈေးတဲ့အကြောင်းဆရာကပြောလိုပါတယ်ဆရာမိတ်ဆွေများအရေးကြီးသောကိစ္စအများကို9လပိုင်းအင်္ဂလိပ်လို17ရက်နဲ့22ရက်နေ့တွေမှာပြုမှုဆောင်ရွက်ရင်ကံကောင်းဈေးမှာအတင်ကြပဲဖြစ်တယ်ခင်ဗျာနော်ဆရာငယ်အနေနဲ့ဒီ9လပိုင်းအတွက်စကားလက်ဆောင်ပေးရတော့ ဆရာမိတ်ဆွေများကိုဆရာကဒီ2025ခုနှစ်ခုနှစ်လပိုင်းအတွက်စကားလက်ဆောင်တစ်ခုပေးခြင်းပါတယ်ခင်ဗျာမိတ်ဆွေများခင်ဗျာဓာတ်နတ်တိုက်ရိုးရာဝိဇ္ဇာအဆရှိသောပုပ်ကူများဤဟုတ်လားအလုံးမှာမြတ်စွာဘုရားရှင်ရဲ့တရဏတော်ကိုထိမ့်သိမ်းစောင့်ချောက်ခြင်းသည်စင်စစ်ဖြစ်၏ယခုကထို့သို့မဟုတ်ရှိ ဖရာရုတ်တူငငယ်ဘိုးတော်ကကွယ်မဖြစ်ကြစီရန်ဆရာမိတ်ဆွေများသတိပြုစင်ကြင်လူเจ้าဆရာကအကြံပေးတတိပေးရင်းနဲ့ပြန်ပြောပြပါမယ်ဒီ2025ခုနှစ်ခုနှစ်လပိုင်းအတွက်ဇာငယ်နေနဲ့စကားလက်ဆောင်ပေးရရင်မိတ်ဆွေများခင်ဗျာဓာတ်နတ်တိုက်ရိုးရာဝိစာအဆရှိသောပုပ်ကူများဤအလုံးမှာမြတ်စွာဘုရားရှင်ရဲ့တာသနာတော်ကိုထိမ့်သိမ်းစောင့်ချောက်ရခြင်းသည်စင်စစ်ဖြစ်၏ယခုကထို့သို့မဟုတ်ရှိထို့ကြောင့် ။ဇံငယ်မိတ်ဆွေများအနေနဲ့ဖရာရုပ်ထုငငယ်ဘိုးတော်ကကွယ်မဖြစ်ပါဇေလိုကြောင်းတတိပေးအကြံပြုစကားလက်ဆောင်ပေးရင်လေဤကခုနလပိုင်းကခေါ်စရန်ပြီးဇံငယ်မိတ်ဆွေအားလုံးအဆက်ဆက်အရာဆင်ပြပါစေဇံငယ်နားပြည်မြေကြီးခွန်ကိုတုံညာ293936 7902916 WhatsApp Telegram မှာဖြစ်စေ Viber နံပါတ်963 5050ငါးနှစ်မှာဖြစ်စေဆက်သွယ်မြင်းများနိုင်ကြောင်းနဲ့ဇံငယ်ရဲ့ တက်တော့မက်ဆန်ဂျာကနေဆရာဧည့်သည်လက်မခံကြောင်းနဲ့ဆရာဒီဖုန်းနံပါတ်မှာအပါအခြားဖုန်းနံပါတ်တွေများကြောင်းနဲ့ဆရာရှီမကျွန်းနတ်နဲ့တန်လျက်ကိုဆရာဒီလာတော့ဆရာမိတ်ဆွေတို့ကိုဆရာတေချာလေးကိုကျွန်းနတ်တန်လျက်ကိုလက်ရမြောင်မြောင်လေးနဲ့အဲလေဘင်းမှာအခုလိုဆွဲလို့ရအောင်ပဲဖြစ်ဖြစ်ဆောင်လို့ရအောင်ပဲဆရာလုပ်ထားတယ်ဆိုတဲ့အကြောင်းနဲ့ဝဲခြင်းဝဲမဝဲခြင်းနဲ့စွတင်းအတင်းဝဲခိုင်းတာလည်းမဟုတ်ကြောင်းဈေးကြောင်းတွေကမဟုတ်ကြောင်းပြောရင်ရန်ငယ်မိတ်ဆွေတွေအားလုံးအဆက်ဆက်ရရခုနလပိုင်းအတွင်းမှာကံကောင်းမှုတွေရရှိလို့ အဆောက်အအုံကောင်းပထမဆက်ကောင်းပုပ်ကူကောင်းတွေရဲ့အကူအညီဆောင်မှတ်မှုကိုရရှိပြီးတဲ့အခါကောင်းသောအတိတ်ကောင်းသောနမိတ်တွေကစုံမှတ်ပြီးတဲ့အခါမကောင်းသောဘေးမကောင်းသောယံဒုဗိတ္တန္တရတတ္တန္တရယောဂကန္တရဆိုသောကကြီးသုံးပါးကနေတင်းဝေးလို့ဒီခုနလာပိုင်းမှာစတင်ကခုနှစ်ရသားခုနှစ်ရသားသမီးအားလုံးတက်နေတကူလက်ဝီဖြိုးတက်ခဲ့သူအောင်မြင်တိုးတက်ပြီးတော့ယရနာစိန်ကြောက်ဇဲတောက်တိုင်းကစားနိုင်ပြီးစပူဒီပါသူမတူအောင်ထွန်းလင်းတော်ပုဂ္ဂိုလ်များဖြစ်ကြပါစေလို့ဆရာကဆူတောင်းထောပနာဆန္ဒပြုနေတဲ့ဤက ခုနလပိုင်းတို့ကဟောစရံပြီအခြားနေသားတစ်ခုချင်းစီကိုဆရာပြန်တင်ပေးပါမယ်ယေရှုတင်ပါတယ်ဆရာမေဆွေတွေအားလုံးအစဉ်ပြီးကြပါစေခင်ဗျ